တမမင်လာပါနှစ်ဖက်ကစနေနေ့ညမြန်မာစံတော်ချိန်၈နာရီခွဲမှာတော့ဒါ Chelsea အသင်းနဲ့ Brighton အသင်းတို့ရဲ့ Premier League ပွဲစဉ်၆ရက်ပွဲစဉ်ရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ Chelsea အသင်းရဲ့ England Stamford Bridge Stadium မှာတဖက်က Brighton အသင်းကိုလက်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုတော့ပထမဆုံးဒါကျွန်တော်တို့ Chelsea အသင်းနဲ့ပတ်သက်ပြီးစပြောမယ်ဆိုရင် Chelsea အသင်းကဒီပွဲကပေါ့လေကျွန်တော်တို့မဖြစ်မနေနိုင်ပွဲရအောင်ရှာမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ် ကစားသမားတွေရဲ့စိတ်ဓာတ်အရာရောနှိပြအတွက်ပါ PR တွေအောက်ကလွန်မြောက်ဖို့ဆိုရင် Brighton သင်းတဲ့ပွဲစဉ်ကရမပြေရဖို့လိုအပ်တာလည်းဖြစ်တယ်ဆိုတော့ဒါကျွန်တော်တို့ရှေ့ကပွဲစဉ်တွေဖြစ်တယ် Brentford တင်းတဲ့ပွဲစဉ်မှာတည်ကြတယ် United အသင်းရဲ့အိမ်ခွဲမှာကျွန်တော်တို့အရေးနိုင်တယ်အာကျွန်တော်တို့ဒီပေါ့လေဂျာရက်မှာ Lincoln City အသင်းကိုအနိုင်ရတယ်ဆိုပေမဲ့လို့ Chelsea အသင်းရဲ့ Lincoln City အသင်းရဲ့ပွဲစဉ်တွေက performance ကတော့အားရကျင်းတဲ့ဆရာအခြေအနေမရှိဘူး လင်ကွန်းစီးပြီးရပဲကျွန်တော်တို့ဥဆောင်ပြီးတော့မှကျွန်တော်နောက်ကခြေပါကိုနဲ့နောက်ကြကိုးချောင်းတာအနိုင်ရတဲ့အခြေအနေကြောင့်မို့လို့ဒီအခြေအနေဇိုးတွေကိုကြော်ဖြတ်ဖို့ဆိုရင် brighter အသေးနဲ့ပွဲစင်မှကျွန်တော်အနိုင်ရမှဖြစ်မှာဒါကြောင့်မို့လို့ဒီကစားသမားတွေအတွက်ရောဒီနိဗ္ဗာန်အတွက်ပါဖီအားကလွန်မြောက်ဖို့ဆိုရင်ဒီပွဲကိုအပြေဝအယုံဆိုင်ဖို့လိုတယ်လို့ကျွန်တော်ကမြင်တယ်ဆိုတော့လက်ရှိအခြေအနေကချက်စီအသင်းက ဒီပေါ့လေအဲပရီးမီးယားလိ၅ဘွယ်ကစားထားတယ်အဆင့်၆နေရာမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအနေထားအရပြန်ကြည့်မယ်ဆိုရင်အဆင့်၃ကလေယူကာဆယ်အသင်းနဲ့တောင်နှစ်မှတ်ပဲကွာဟားတဲ့အခြေအနေဖြစ်တယ်ဒါကြောင့်မလို့ဒီပွဲရဲ့ results အပေါ်မှာကျွန်တော်တို့ impact ဖြစ်သွားနိုင်တဲ့အခြေအနေအများကြီးရှိတယ်။အဆင့်နှစ်က Arsenal အတင်းနဲ့လည်းနှစ်မှတ်လောက်ပဲကွာဟနေတဲ့အနေအထားကြောင့်မလို့ဒီပွဲလာနိုင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီပေါ့လေဒီ table ဇာတ်ရဲ့အဆင့်ဇာတ်ရည်တည်မှုအရပြောင်းလဲမှုတွေကြီးကြီးမားမားဖြစ်သွားနိုင်တဲ့အနေအထားကြောင့်မလို့ ကျွန်တော်တို့နိုင်ပွဲရဖို့လိုအပ်တဲ့အနေအထားဖြစ်တယ်ဆိုတော့တခြားသင်းတွေဘလို့ပဲဖြစ်ဖြစ်လက်ရှိအခြေအနေအရကိုအသင်းရဲ့ performance ရလက်ကိုအာရုံစိုက်ရမယ့်အနေအထားဖြစ်တယ်ဆိုတော့လက်ရှိအခြေအနေအရတော့ဗောလေဒါ Chelsea အသင်းရဲ့ကစားသမားဖြစ်တဲ့ခိုးပါမှာအာကျွန်တော် Levine ကိုဝယ်အာကျွန်တော်ဗောလေဒီ Bonano တေတို့အနေရပါတယ်ပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပေါ်ပြထားတယ်ဒါပေမဲ့လို့ Manchester United အသင်းနဲ့ပွဲစဉ်တော့ကအနေက ထိခဲ့တဲ့ကိုသမားဖြစ်တဲ့ Robert Sanchez ကတော့ကျွန်တော်တို့ပေါ့လေဒါ Brighton အသင်းရဲ့ပွဲစဉ်မှာပါဝင်လာဖို့အခြေအနေရှိတယ်ဆိုတော့ ဒါကြောင့်မလို့ကျွန်တော်တို့ဒီပေါ်လေ Brighton အသင်းနဲ့ပွဲစဉ်မှာကျွန်တော်ဒီအသင်းရဲ့တောင်းပန်ကစားသမားဖြစ်တဲ့ Ghana Chu ပဲဖြစ်ဖြစ် Jamie Carter ပဲဖြစ်ဖြစ်ဒီကစားသမားနှစ်ယောက်ရဲ့ performance ကိုစောင့်ကြည့်ရဖို့အခြေအနေရှိသလိုတမကပတ်သူနဲ့တို့တို့ကျွန်တော်တို့ဒီပေါ်လေ Moises Kainse တို့ Enzo Fernandez တို့ကတော့ပြောစရာအခြေအနေမရှိဘူးအာကျွန်တော်တို့ဒါခန်းစစ်အနေနဲ့တစ်ချက်စောင့်ကြည့်ရမယ့်အနေအထားဖြစ်တဲ့စင်တာဘက်ကတော့တော်တော်လေးကို weak point ဖြစ်နေတဲ့အနေအထားဖြစ်တဲ့တိုက်စစ်ကတော့ချောင်းပတ်သူတို့ပွဲထွက်လာဖို့အခြေအနေရှိတယ်ဆိုတော့ဟိုကျွန်တော်တို့ hard to hard တွေ့ဆုံမှုရ ပြန်ကြည့်မယ်ဆိုရင် Brighton နဲ့ Chelsea ကတကယ်ကိုဟိုကျွန်တော်နောက်ဆုံး၅ပွဲမှာ Brighton က2ချိန်နိုင်ထားတယ် Chelsea က3ချိန်နိုင်ထားတယ်ဒီနှစ်သင်းရဲ့တွေ့ဆုံမှုတိုင်းမှာ9နှစ်သင်းပေါင်း9မြူးလေးရှိတယ်အနေထားဖြစ်တယ်ဒါကြောင့်မလို့ Chelsea အသေးရဲ့လက်ရှိ ခံစစ်အနေထားကြောင်းမို့လို့ကျွန်တော်အတွင်းကိုတွေတောင်ပြန်ပေးရဖို့အခြေအနေရှိတယ်။ဘွဲက entertainment ပေးမဲ့ဘွဲစဉ်တစ်ပွဲလို့ယူဆတယ်။တစ်ဖက်က brighter thing ရဲ့လက်ရှိ current form ကိုကြည့်မယ်ဆိုရင် premier league ၅ဘွဲကစားထားတဲ့နေရာမှာတစ်ဘွဲပဲနိုင်ပြီးနှစ်ဘွဲတည်ကြတယ်နှစ်ဘွဲရှုံးထားတယ်။ဆိုတော့ဒါကြောင့်မလို့ brighter thing ဟာဒီကစီမှာ struggle ဖြစ်နေတဲ့အနေထားဖြစ်တယ်။အာလက်ရှိအနေထားအရ brighter ဟာလည်းနိုင်ဘွဲရဖို့လိုအပ်နေတဲ့အနေထားဖြစ်တယ်။ brighter thing မှာလည်းအဓိကကစားသမားတချို့ injury ဖြစ်နေပြီးတော့မှအာကျွန်တော်တို့ပေါ့လေဒါ Chelsea အတင်းနဲ့ဘွဲစဉ်မှာပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပြီးဖော်ပြထားတယ်။ brighter ဟာ aggressive စံနဲ့တိုက်စစ်ဖွင့်ကစားတဲ့ပုံစံမျိုးရှိတယ် counter threat လောက်တာကောင်းတယ် chassis တင်းအခန်းစစ်ကိုကောင်းကောင်းသူတို့ဟိုပေါ့လေ strike ဖြစ်အောင်ကစားနိုင်တဲ့အတင်းတင်းဖြစ်ကျွန်တော်ကယူဆတယ်ဆိုတော့လက်ရှိအနေအထားရ brighter ကလည်းနိုင်ပွဲရဖို့လိုအပ်နေတယ်လို့တစ်ဖက်က chassis ကလည်းနိုင်ပွဲကမဖြစ်မနေလိုအပ်နေတဲ့အနေအထားဖြစ်တယ်ဆိုတော့ကလပ်နှစ်တင်းစလုံးမှာ your check ကိုစီရှိနေတယ်လို့ strike ဖြစ်နေတဲ့အနေအထားဖြစ်တဲ့အပြင်ထိတဲ့တွေ့ဆုံမှုရပါပြန်ဆက်မှုပြင်းထန်တဲ့အနေအထားကြောင့်မို့လို့ Chelsea အသင်းကကျွန်တော်တို့အင်ဂွန်းစတမ်ဘိုဘစ်တွေထဲမှာအပြလန်သွင်းကိုတွေနဲ့ကျွန်တော်တို့နောက်ထပ်ပေါ့လေအနိုင်သုံးမှတ်ယူသွားမယ့်ပွဲစဉ်တစ်ပွဲလို့ယူဆတယ် Chelsea အသင်းနဲ့ပို့ပြီးတော့အာယံဆိုင်ဖို့လိုတယ်ကျွန်တော် Lincoln City အသင်းကြီးရဲ့ performance မျိုးတစ်ဖက်က United အသင်းရဲ့ performance မျိုး မတွေ့ရဖို့မျှော်လင့်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်က brighter အတင်းကအတင်းကြီးတွေနဲ့တွေ့တာ strike ဖြစ်အောင်ကစားနိုင်တယ်အတင်းဖြစ်တာကြောင့်မလို့ chelsea အတင်းနေနဲ့တော့အိမ်ခွဲမှာအာယုံစိုက်ပြီးတော့မှတစ်ဖက်က brighter အတင်းကိုအနိုင်ယူသွားမဲ့ပွဲစဉ်တစ်ပွဲလို့ယူဆတယ်ဂိုးရီအတွက်ကတော့ဒါကတ်ပြီးတော့နိုင်သွားဖို့အခြေအနေရှိတယ်တကယ်လို့2-1ပဲဖြစ်ဖြစ်ဒါ2-3ပဲဖြစ်ဖြစ်ဒီပုံစံမျိုးနဲ့ပေါ့လေဆိုတော့ chelsea တင်းနေနဲ့လာမဲ့ပွဲစဉ်တွေကလည်းပွဲချက်အနေထားတွေဖြစ်တာကြောင့်မလို့ဒါ premier league ပွဲစဉ်6မှာတော့နိုင်ပွဲရှာသွားမဲ့ပွဲစဉ်တစ်ပွဲလို့ယူဆရပေါ့လေဆိုတော့ ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။